ားဖြစ်တင်းမှုအတွက်တက်သားသည်သိန်း6000ကျော်ကိုပြီးခဲ့တဲ့လာစာမိုင်းက Richard စစ်တပ်ကခေါ်ယူခဲ့ရလို့သိရပါဗျ။နေဦးရသည်တက်သားသည်ဖြစ်တင်းမှုအတွက်တက်သားသည်သိန်း6000ကျော်ခေါ်ယူခဲ့တာဖြစ်ပြီးအသက်70နှစ်ကနေအသက်30အရွယ်သားရှိတဲ့အမျိုးသားတွေကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒီလိုခေါ်ယူခဲ့တာဟာ Richard စစ်တပ်အတွက်2017ခုနှစ်နောက်ပိုင်းမှာတနှစ်အတွင်းတက်သားသည်ဦးရဲ့အများဆုံးခေါ်ယူခဲ့မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Richard စစ်တပ်ကိုတပ်ဖွဲ့ဝင်အင်အား2.9တန်းအထိထားရှိပြီးအမြဲတမ်းတပ်ဖွဲ့ ဝေးတသမ5တိုင်းအထိထရှိဖို့အတွက်တဖက်ဝေးသေးခေါ်ယူမှုကိုပြည်တင်လိုက်ကြလဲဖြစ်ပါတယ်။ဒါမဲ့၃နှစ်အတွင်းမှာတနေ့ကိုတဖက်ဝေးသေးတသိန်း၈တောင်းအထိတွမြင့်ခေါ်ယူသွားဖို့လည်းစီစဉ်နေတယ်လို့ရရှားဟောင်းဝင်းဝီဇီဌာနကသတင်းထုတ်ပြန်ထားပါတယ်။ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ရရှားနိုင်ငံရဲ့မျိုးသားလုံးချုပ်ရေးဆိုင်ရာအစီအမံတွေကိုပုံမှန်အောက်ကောင်လာစေဖို့အတွက်စစ်တပ်ရင်ရာတိုးဆက်မှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။